ကံရဲ့တဘာဝဟာကိုလှုပ်တဲ့အတိုင်းကိုပြန်ရတာဆိုလို့ကိုလှုပ်တဲ့ကောင်းကျိုးမကောင်းကျိုးသည်ကိုစီပြန်ရတာအဲ့ဒါကိုဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်အလုံးကြဘူးကောင်းကြဘူးလိုက်မယ်ဩစတြေးလျနိုင်ငံမှာအဘော်ရီဂျီနီဆိုတဲ့လူရိုင်းတွေအသုံးပြုတဲ့တကောက်ကွေးလိုကောက်ကောက်လက်နဲ့တစ်မျိုးရှိတယ် ဘူမရင်လို့ခေါ်တယ်အဲ့ဒီဘူမရင်ဆိုတဲ့လက်နဲ့ကကောင်းကင်ကိုပြစ်လိုက်လို့ရှင်ပြစ်တဲ့လူစီပြန်ရောက်လာဒီလက်ထဲကိုပြန်ရောက်လာတယ်သူကကောင်းကင်မှာပြန်ဝဲပြီးတော့ပြစ်တဲ့လူရဲ့လက်ထဲရောက်လာကိုလုံးတဲ့ကံတရားဟာလည်းပဲဒီတိုင်းပဲကောင်းတဲ့ကံလုံးလို့တစ်ဖက်သားကိုကောင်းကျိုးတွေပေးရင်အဲ့ဒီကောင်းကျိုးချမ်းသာမျိုးကိုပြန်ရလာ မကောင်းတဲ့ကံလုံးလို့မကောင်းကျိုးတွေဟာပုဂ္ဂိုလ်တူစီရောက်သွားပြီးဒုက္ခတွေပေးတယ်ဆိုရင်အဲ့ဒီဒုက္ခမျိုးကိုယ်စီပြန်ရောက်တယ်ဒါကံရဲ့ဓမ္မတာပဲတို့ဥဒံအထက်ကရာမှာကံနဲ့ပတ်သက်ပြီးတော့ဖော်ပြထား